ရေးသမားအလုံးပဲမင်္ဂလာပါခင်ဗျ Football King ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်အနာရရောက်တဲ့ဒဏ်ရာရရခဲ့မဲ့ငယ်ဘွား club ကို La Liga စီပို့ဆောင်ခဲ့တဲ့မော်ဆီယာဆန်နီကာစရာဆွဲနာမည်ကိုမင်းပမာစပြီးတော့ကြားကူးခဲ့တာလေလို့မင်းအာစတင်သင်းတဲ့အတူစတင်ပြီးတော့ကြားခဲ့ပြုတာလို့ဖြေရမှာပါ Villarreal အသင်းမှာကစားခဲ့သည့်ဖြစ်စေမာလာကာအသင်းမှာကျင်းနေခဲ့မှုသည့်ဖြစ်စေဆန်နီကာဇိုလာဆွဲနာမည်ရောအာစတင်အသင်းစီရောက်ရှိလာတဲ့အခါမှာရင်းနှီးကွင်းရရှိခဲ့တာဖြစ်လို့ခြေစွမ်းခြေစားကိုလည်းကန်နာရီနဲ့အတူစတင်ပြီးတော့မြင်တွေ့ခွင့်ရရှိခဲ့တာပါ စပိန်သားကစားမကြီးဟာတိုင်းစပိုင်းနဲ့ပတ်သက်နေကစားနိုင်သွမ်းရှိသူတယောက်ဖြစ်တယ်လို့ကွင်းလယ်ပိုင်းမှာလည်းလိုအပ်ရင်လိုအပ်သလိုကစားနိုင်သွမ်းရှိတဲ့သူတယောက်ပါပဲ2023ဘောလုံးရာသီမှာပရီးမီးယားလိရဲ့ဝန်းစီရောက်ရှိလာခဲ့ပြီးတော့ပွဲဥထွက်ဘောလုံးရာသီမှာတင်ပရီးမီးယားလိ38ပွဲစလုံးမှာပါဝင်ကစားကွင်းရရှိခဲ့ပြီးတော့တွင်းကို29နဲ့ဂိုးပန်နေမှု17ချိန်ပြီးပြုတ်လောက်ခဲ့တဲ့စပိန်သားဟာကန်နာရီရဲ့မျောလင်းချက်အိမ်မက်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့ကစားမတူးဖြင့်မျောလင်းခြင်းခံခဲ့ရသူပါအာဆင်သင်းတဲ့သူ9အတီချာဖျက်ဆီးခဲ့တဲ့ဆန်နီကာဇိုလာဟာကန်နာပရိသတ်ရဲ့အချစ်တော်ကစားမတယောက်ဖြစ်ရပ်တည်နိုင်ခဲ့ပြီးတော့ 2016စက္ကွန်ဘောလုံးရာသီမှာပဲဂန်နာရီနဲ့လမ်းခွဲသွားခဲ့ပါရီအိုင်နောက်တရားစီကြာပြောက်ကွင်းနဲ့ကာဇူလာဟာအသင်းဟောင်းဗီလာရီရဲ့အသင်းစီပြန်လည်ရောက်ရှိသွားခဲ့ပြီးတော့နေရာစီကြာဖြတ်တန်းခဲ့ပြီးတဲ့နောက်ကာတာကလပ်အဆက်အသင်းနဲ့သွားပြီးတော့ပူးပေါင်းခဲ့ပါရီ2019 20ဘောလုံးရာသီကနေ2023ထိကာတာကလပ်အသင်းမှာကစားခဲ့ပြီးတဲ့နောက်မှာတော့ကာဇူလာဟာငယ်ဘဝကလပ်အသင်းဖြစ်တဲ့ရီယယ်အိုဗီယေဒိုအသင်းစီကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတော့နေရာစီကြာကစားပေးခဲ့ပြီးတဲ့အခါမှာတော့ ကာဆိုလာငယ်ဘွားကလပ်သင်းကိုစပိန်လာလီကာပြိုင်ပွဲကြီးစီရောက်အောင်လို့ပြန်လည်ပြီးတော့ပို့ဆောင်ပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကိုဝမ်နိစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝမ်နိစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့ပြာခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ကာဆူလာလက်ရှိမှာအသက်40ရွယ်ရှိနေဖြစ်ပေမယ့်တူရီရဲ့အိုဗီယေရိုအသင်းတော်အဓိကစားမဖြစ်ခြေစွမ်းကောင်းနေပြသခဲ့တာပါရီရဲ့အိုဗီယေရိုအသင်းဟာပြီးခဲ့တဲ့ရာသီကစီကနာပြိုင်ပွဲမှာတတိယနေရာရခဲ့တာကြောင့်လာလီဂါကိုတန်တက်ခွင့်ရဖို့ပလေးအော့ဖ်ပွဲတွေဆက်လက်ပြီးတော့ရှင်းပြိုင်ကစားခဲ့ရပါသေးတယ်စီးဖိုင်နယ်မှာအိုဗီယေရိုကအမေရိယာအသင်းကိုကြောဖြတ်ခဲ့ပြီးတော့အဆိုပါအဆင့်မှာလဲကာဆူလာကအိုဗီယေရိုအသင်းတော်အတွင်းကိုတကူရယူကပလေးအော့ဖ်ဖိုင်နယ်အဆင့်စီကိုပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဖိုင်နယ်အဆင့်မှာတော့မီရန်ဒက်စ်အသင်းနဲ့ရင်ဆိုင်ကစားသွားခဲ့တာဖြစ်ပြီး BMDS အသင်းကတော့ C5 နဲ့အဆင့်မှာ Racing အသင်းကိုကျော်ဖြတ်ပြီးတော့နှစ်သင်းပေါင်း4990ဆွဲရလန့်တဲ့အတူ Oviedo အသင်းနဲ့အတူဆက်လိုက်ပြီးတော့ရှင်းပြိုင်ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။ဘောလူပဲပထမအကြော်မှာတော့ Casola ရဲ့ Oviedo အသင်းဟာ Mirandas အသင်းကိုအဝေးခွေမှာတကောကိုမရှိနဲ့အဆုံးပေးခဲ့ရပြီးမြန်ဒုတိယအကြော်အင်ခွေမှာတော့ Oviedo အသင်းက Casola အသွင်းကိုတကောပါဝင်3ဂိုးတကောနဲ့ပြန်လည်နိုင်ကာ La Liga ကိုတန်းတက်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ Oviedo အသင်းတို့က Casola ကပန်နာတီကတစ်ဆင့်တကောသွင်းနိုင်ခဲ့တာကြောင့် အသင်းတန်းတက်ခွင့်ရဖို့ကူညီနိုင်ခဲ့တယ်လို့မီဒီယာတွေကကြီးကျူးဖော်ပြသွားခဲ့ကြတာဖြစ်ပါတယ်။အိုဗီရိုတင်းဟာ2000 2001ရာသီကုန်မှာလာလီကာနဲ့တန်းဆင်းခဲ့တာဖြစ်ပြီးတော့24နှစ်ကြာမှတော့ဝေးကွာနဲ့လာလီကာရဲ့ဝန်စီကိုပြန်လည်ပြီးတော့တန်းတက်ခွင့်ရရှိခဲ့ကြပြီဖြစ်ပါတယ်။ဇာမဘွားနဲ့အားယူရလောက်တဲ့ဒန်ရီရခဲ့မယ်မော်ဆီယာဟောင်းကငယ်ဘွားကလပ်အတွက်သူရဲ့ကောင်းဖြစ်နေစေဆိုတာကိုပြသသွားခဲ့တာဖြစ်ပြီးလာမယ့်ရာသီမှာတော့လာလီကာရဲ့ဝန်မှာထပ်ပြီးတော့မြင်တွေ့သွားမလားဆိုတာတော့ဆက်လက်ဆောင်ကြည့်သွားမှာပဲဖြစ်ပါတယ်။စောင်းနေကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။